နျူကလ িয়ার လက်နက်တွေထိပါပြစ်လွတ်နိုင်တဲ့ရုရှားဘုံကျဲလျင်အစီ40ကျော်ကိုဖျက်ဆီးခဲ့တယ်လို့ယူကရိန်းကပြောပါတယ်။ရှေ့တန်းမှာကီလိုမီတာထောင်ချီဝေးတဲ့ latest scan ရှိရုရှားလက်ရင်အစီ40ကျော်ကို keep ကချေမုံဖျက်ဆီးခဲ့ကြအောင်ယူကရိန်းစစ်တပ်တောင်းဝန်ရှိသူတွေကပြောပါတယ်။ယူကရိန်းထံကိုတာဝေးပြစ်တုံးကြီးတဲ့ပြစ်လွတ်ဖို့အဆိုပါမဟာဗျူဟာမြောက်ဘုံကျဲလျင်တွေကိုရုရှားကအသုံးပြုလိမ့်ရှိတာဖြစ်ပါတယ်။ယူကရိန်းဟာ Siberia Sea ခြေစခန်းတစ်ခုတွင်မှရှိတဲ့ ရုရှားရဲ့ညူလက်နက်ပြလွန်နိုင်တဲ့တာဝဲပစ်ဘုံကျဲလေယာဉ်တွေတိုက်ခတ်ခဲ့ရာကီလိုမီတာ4300မိုင်2680ကျော်ကွာရှေ့တန်းမှာပထမဆုံးတိုက်ခိုက်မှုဖြစ်ကြောင်းရုရှားလိုလာတဲ့ဘလော့ကာတွေကရှေ့တာလွှင့်တင်ခဲ့ပါလေလူမှုကွန်ရက်ပေါ်ပြန့်နေတဲ့အတိမပြုနိုင်တဲ့ဗီဒီယိုဖိုင်နဲ့တက်ပေါ်နေမှာတော့တာဝဲရှိပစ်မှတ်တွေကိုနျူကလ িয়ার ဘုံတွေကျဲချနိုင်အောင်ထုတ်လုပ်ထားတဲ့ရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေထားရှိတဲ့ အာကတ်စ်ဒေသမြောက်ပိုင်းမှာရှိတဲ့ပီလာယာလက်တစ်ခန်းကိုယူကရိန်းကဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရိုက်တာသတင်းဌာနကတော့ဒီဗီဒီယိုဖိုင်ကိုချက်ချင်းတည်မပြုတ်နိုင်သေးပေမဲ့ရုရှားစစ်လေရင်အင်းလေးစဲကျော်ကိုမောင်းသူမဲ့လေရင်နဲ့ကြီးကြီးမားမားတိုက်ခိုက်မှုလုပ်ခဲ့ကြောင်းကီမီချေဆိုင်ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ SBU မှယူကရိန်းထောက်လှမ်းရေးရှိတွေကတည်ပြုတ်ပါတယ်လုံခြုံဖြတ်စည်းခဲ့တဲ့လေရင်တွေထဲမှာ TU95 နဲ့ TU22 လို့မဟာဗျူဟာမြောက်ဖုံးကျက်လေရင်ကြီးတွေပါဝင်ပြီး အဲ့ဒီလိင်တွေဟာယူကရိန်းကိုတာဝေးပစ်တုံးတွေပစ်လို့ရမှာရုရှားကအုံပြတာဖြစ်ကြောင်းသိရပါတယ်ယူကရိန်းကကီလိုမီတာထောင်ချီဝေးတဲ့ leaders ခန်းဒီမှာရှင်းသားထားတယ်ဒေါ်လာ1ဘီလီယံတန်ဖိုးရှိရုရှားလိင်တွေကိုထိခိုက်ပျက်စီးစေခဲ့တယ်လို့သတင်းတွေကပြောပါတယ်ဖင်လန်နိုင်ငံကြီးအာတိတ်ဒေသမှာရှိတဲ့အာလာညာနေမြင်းနဲ့ဇာဗီယာရှိပိုင်းမှာရှိတဲ့ဗီလာယာ leaders ခန်းတွေကိုရုရှားမော်စကိုအရှိတောင်ဘက်ရှိအိုင်ဗန်နိုဗွန်နဲ့ latest ခန်းတွေကိုလည်း Ukraine ကပြစ်မှတ်ထားခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးအတွက်ကုကဲဖို့တနှစ်ခွဲကြာကြာချိန်ယူခဲ့ပြီး Ukraine သမ္မတ Zelensky ကိုတိုင်ကြီးကြပ်ခဲ့တယ်လို့ writer သတင်းမှာဖော်ပြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ Taiwan ကိုကျူးကျော်တိုက်ခိုက်ဖို့တရုတ်ကပြင်ဆင်နေကြောင်း American ကသတိပေးပါတယ်။ Indo-Pacific ဒေသမှာတရုတ်ရဲ့စစ်ရေးရှာရှံမှုတွေကြီးထွားလာတာကို American ကပြင်းပြထန်ထန်သတိပေးရင်း တရုတ်ဟာထိုင်ဝမ်ကိုရီမန်းချက်ထားပြီးတော့ဒေသတွင်းအာဏာချင်းခွင်ရာကိုအင်အားသုံးပြောင်းလဲဖို့အခိုင်အမာပြင်ဆင်နေတယ်လို့ပြောပါလေစင်ကာပူမှာလောက်တဲ့ရှန်ကီလာဆင်းဘက်မှာအမေရိကန်ကာကွယ်ဝန်ကြီးပေဟာဆက်ကတရုတ်စစ်တပ်ဟာလက်တွေ့ကျကျပေးယူတွယ်လေ့ကျင့်နေပြီးထိုင်ဝမ်ကိုကျူးကျော်ဖို့စွန့်ရည်တည်ဆောက်လျက်ရှိတယ်လို့ပြောပါလေအမေရိကန်အနေနဲ့အင်ဒိုပစိဖိတ်ဒေသမှာဆက်ရှိနေမှာဖြစ်ပြီးတရုတ်ရန်လုံမှုကိုဆက်လက်ဟန်တာသွားမယ်လို့ဆိုပါတယ် တရုတ်အားထိုင်ဝမ်ကိုပြည်မာကြီးနဲ့ပေါင်းစည်းဖို့တန်ဒိဋ္ဌန်ချထားပြီးတော့လူအိမ်အင်အားသုံးပါဖြစ်ပါလေဂျွန်ဒဝိုက်ဂျီဇပ်စီအလေဂျီမှုတွေလည်းအရှိန်မြင့်လှုပ်ဆောင်နေပြီးတော့ဘရိကန်တောင်ဝင်ရှိသူတွေကထိုင်ဝမ်အားပိတ်ဆိုရင်ဒါမှမဟုတ်ကျူးကျော်စဲအတွက်ပြင်ဆင်နေခြင်းလို့ရှင်းပြပြောဆိုပါလေဘရိကန်တရုတ်ကြောင့်ကုန်သွယ်ရေးနှီးပညာနဲ့မဟာဗျူဟာဩဇာလွှမ်းမိုးရေးအစရှိတဲ့ရေကိစ္စတွေမှာတင်းမာမှုမြင့်တက်ခြင်းပြီးဟာဆရဲ့မှတ်ချက်ထွက်ပေါ်လာတာပါ တမလထန်ကယာရူစတဲ့တာဝန်ယူချိန်မှာစပြီးတရုတ်ကိုကုံပွဲရေးစစ်ပွဲဆင်နွှဲနေကအဓိကအဖြစ်ဉာဏ်ရည်တုနေပညာတရုတ်မရရှိစေဖို့ကန့်သက်ပိတ်ပင်နေပါတယ်။တောင်တရုတ်ပင်လယ်မှာတရုတ်နဲ့ပိုင်းနဲ့အငင်းပွားနေတဲ့ဖိလစ်ပိုင်ကဲ့သို့မဟာမိတ်တွေနဲ့လည်းစီးရေးပူးပေါင်းမှုတိုးမြင့်နေပါတယ်။တရုတ်ဟာစိုက်ဘာတိုက်ခိုက်မှုနဲ့လူမှုဘဝအန္တရာယ်ပြုနေပြီးအင်းနီးချင်းနိုင်ငံတွေကိုဒုက္ခပေးနေကြောင်းကမ္ဘာရေကြောင်းကုံတွယ်မှုရဲ့ 60ရာခိုင်နှုန်းကျော်ဖြတ်တန်းရာတောင်တရုတ်ပင်လယ်ရှိအငင်းပွားနေမြေတွေမှာတရားမဝင်စစ်အင်အားဖြည့်တင်းနေတယ်လို့ပြည်ထောင်စကဆွဆွဲပြောပါတယ်။တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့ချဲ့ထွင်ထားတဲ့ပိုင်နက်တီပြုံမှုကိုတရားဥပဒေအရအကျုံးမဝင်ကြောင်းနိုင်ငံတကာခွန်ယုံကစီရင်ချက်ချပါတယ်။ဆိုရင်မှုတွေတိုးမြင့်လျက်ရှိတဲ့ကြောင့်မှာတရုတ်ကရှန်ဂီလာစီဝေးကိုထိတ်တဲစစ်အရာရှိတွေမစစ်လွတ်ပေတဲ့ကိုယ်စလဲချုပ်ကသာဆေလုတ်ခဲ့ပါလေစီဝေးမှာဆွနေမှုတွေဟာတောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့ကြီးထွားလာတဲ့ ငါတကောကုန်မှုနဲ့ထိုင်ဝမ်ပေါ်ပြင်းထက်စွာဖိအားပေးခြင်းကိုဥတီဆွေးနွေးပွဲရှိပါတယ်။နောက်ထပ်သတင်းပို့ပြောခြင်းပါတယ်။တူရကီနိုင်ငံမှာတမောအာဒူဂန်အမိန်နဲ့တိုက်ခံပါတီဝင်တွေပါဝင် လူများပြားဖမ်းခံရပါတယ်။တူရကီနိုင်ငံအစ္စတန်ဘူနဲ့အာထာနာမြို့တို့မှာတိုက်ခံပါတီဝင်အများပြားပါဝင် အကျင့်ပြချဆောင်မှုစွန့်ကျင်တွေနဲ့ရင်ဆိုင်နေရသူတားဆဲမော်ပြားစွာကို အာနာပိုင်ကဖန်စီထင်သိမ်းလိုက်ပါတယ်။အစ္စတန်ဘူဆိုရရှိနေရုံအားလူ48ယောက်ကိုဖန်စီမိတ်ထုတ်ခဲ့ပြီးအယောက်30ကိုတော့ထိန်းသိမ်းခဲ့ပါတယ်။တခြားဖန်စီခံရသူတွေထဲမှာဒေသဆိုင်ရာမြို့တော်ဝင်တွေနဲ့ထိတ်တန်းတောင်းဆိုသူတွေပါပါတယ်။ဒီဖန်စီမှုဟာအဓိကတိုက်ခန်းအစ္စတန်ဘူမြို့တော်ကိုဖမ်းပြီးတော့အစိုးရစန့်ကျင်ရေးဆန္ဒပြပွဲတွေစတင်ပြီးချိန်မှာ ပြစ်စမအချိန်ဖမ်းဆီးမှုလည်းဖြစ်ပါတယ်။ တူရကီဆိုရကတော့တရားစီရင်စနစ်ဟာအမိခိုကင်းပြီးဝင်စွဖမှုမရှိဘူးလို့ညင်းထားပါတယ်။မြို့တော်ဝင်အီမာဂလူကိုဖမ်းဆီးခံရပြီးနောက်တူရကီနိုင်ငံမှာဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်းလူရှိရာကျော်ဖမ်းခံရပြီးစွဲချက်တွေနဲ့တူစစ်စစ်အရေးယူမယ်လို့တူရကီဆိုရရှင်တွေကပြောပါတယ်။အကြီးလိုက်ဆမှုစွဲချက်နဲ့ပထမအကြိမ်ဖမ်းဆီးမှုမှာတော့လူတရားကျော်ထိဖမ်းခံရပြီးလက်ရှိဖမ်းဆီးမှုနဲ့ပတ်သက်ပြီးစိုးရိမ်ပွဲကြောင့်ကုလလူခွင့်ရုံးကထုတ်ပြန်ပါတယ်။ အချင်းကြနေတဲ့တိုက်ခန့်ကောင်းဆောင်ထရကီမျိုးတော်ဝဟောင်းအီမန်မိုကလူကတိုက်ခန့်ရဲ့ဆန္ဒပြပွဲကိုစပို့ခဲ့ပါတယ်တရားမျှတမှုမရှိတာတွေနဲ့ဥပဒေမဲ့မိအာဏာတွေမရှိဘူးအချင်းတန်ပြီလို့ပြောပါတယ်အီမန်မိုကလူကလက်ရှိသမ္မတအာလုကန်ပါတီကိုရွေးကောက်ပွဲဒီမှာမတိမရေးရှင်ပြိုင်နိုင်တဲ့ Republican ပြည်သူ့ပါတီရဲ့သမ္မတအလောင်းအဖြစ်ရည်ရွယ်ထားသူလည်းဖြစ်ပါတယ်နောက်ထပ်သင်ပို့ပြောချင်ပါတယ်ကုလသမဂ္ဂကစီးပွားရေးကြက်တဲလာတဲ့အတွက် အချက်ကို20ရာခိုင်နှုန်း short ချမှာဖြစ်ပြီးဝန်ထမ်း6900 short ချဖို့ရှိနေတယ်လို့သိရပါတယ်။ကုလသမဂ္ဂထရီတွင်းမှုချုပ်ရုံတွင်ပိုင်းညွှန်ကြားစာမှာလာမယ့်နှစ်အတွက် budget 20ရာခိုင်နှုန်း short ချပြီးဝန်ထမ်းဦးရေ6900ထုတ်ပေးမယ်လို့ဆိုပါတယ်။လာမယ့်2026အတွက်တက္ကပါလုံးကျော်လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်တွေအတွက်ပါ budget ဟာဒေါ်လာ3.8ဘီလီယံရှိရာအဲ့ဒီထဲက20ရာခိုင်နှုန်း short ချမှာဖြစ်ကြောင်းလည်း ။ကမ္ဘာလုံးဆိုင်ရာကုလဝန်ထမ်းများထဲမှာမရှိမဖြစ်မဟုတ်တဲ့ဝန်ထမ်း6900ကျော်ကိုပါလှုပ်ထုတ်မှာဖြစ်ပြီး budget trader ကန့်သမှုလုပ်ဖို့ဇွန်13မှာအလုပ်သမားတွေအတွက်လှုပ်ဆောင်မှုအချက်အလက်အသေးစိတ်ကိုတင်ပြရေးမှကြားထားပြီးတော့ budget 20ရာခိုင်နှုန်း short ချဖို့လာမယ့်2026ကုလဘဏ္ဍာရေးနှစ်သစ်အစဇန်နဝါရီ1မှာ short ချဖို့အစီရင်ခံစာရေးသားသူကုလထိန်းချုပ်ရေးအရာရှိရဲ့ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။ Gudarus ကိုတိုင်ကမေလာဇန်းပိုင်းမှာ ဖွဲ့အစည်းယက်တီချက်ငတ်ချက်တနိုင်စွမ်းရာကမ္ဘာတဝန်အဓိကကြားတဲ့ agency တည်တည် လုပ်ငန်းဆောင်တာတည်တည်မှာဝန်ထမ်းလျှော့ချခြင်းလုပ်ငန်းဆောင်တာထက်နေခြင်းကိုဖယ်ရှားခြင်းတချို့ agency တွေကိုပူပေါင်းခြင်းများပြုလုပ်ရမယ်လို့ပြောပါလေ21ရာစုမတူ क्वे ပြပြီးတော့ကမ္ဘာနိုင်ငံတွေဒီမှာဒုက္ခဒုက္ခများစွာအတွက်တနိုင်ဆုံးဖြေရှင်ရေးကမ္ဘာအကြီးဆုံးဖွဲ့စည်းပြီးထူထောင်ထားတဲ့ကုလဟာဘတ်ဂျက်တစ်ခုလုံးရဲ့ 22ရာခိုင်နှုန်းဒီပါနှစ်စဉ်ထောက်ပံ့တဲ့အမေရိကန်ရဲ့ပြည်ပအထောက်အကူကြီးတွေရပ်တန့်လိုက်တဲ့အတွက်ငွေကြေးကျပ်တဲ့ရင်ဆိုင်နေရပါလိမ့်။ဒုတိယငွေကြေးများဆုံးထောက်ပံ့တဲ့တရုတ်ဟာလည်းအစင်မြဲကတိပြုငွေထုတ်ပေးမှုလောက်ကျနေလို့ဘတ်ဂျက်အကျပ်တဲ့ဆိုင်နေပါလိမ့်။အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံပေါင်းကုလအုပ်ထဲဝင်တဲ့ဘတ်ဂျက်ဟာဘတ်ဂျက်အားလုံးက40ရာခိုင်နှုန်းကျော်ရှိပါလိမ့်။နောက်ထပ်သင်ပို့ပြောချင်ပါလိမ့်။ ထိုင်းနိုင်ငံမှာကိုဗစ်ဖြစ်ပွားမှုအချို့ရှိနေပေမဲ့လည်းကျောင်းတွေပိတ်ထားဖို့မလိုကြောင်းယောဂထင်ချိုရေးဌာနကကြေညာပါတယ်ထိုင်းနိုင်ငံမှာမိုးဥလေဥရာသီလိုက်တိုးလာနေတဲ့ကိုဗစ် -19 ဖြစ်ပွားမှုကိုထင်ချိုဖို့ပညာရေးဖွဲ့စည်းတဲ့အတွင်းဗိုင်းရပ်စ်ပြန့်နှံ့မှုတောက်စီရဲ့အတွက်သင့်တော်တဲ့စစ်ဆေးခြင်းတိကျခွဲထုတ်ခြင်းအစီအမံတွေလုံလုံးတဲ့အတွက်ကျောင်းတွေမပိတ်သင့်ဘူးလို့ထိုင်းကုဆတ်ယောဂထင်းချုပ်ရေးဌာနတတိစီကကြေညာပါတယ်ဗိုင်းရပ်စ်ကူးစက်မှု စူးလိုက်ပြုံလိုက်ဖြစ်ပေါ်မှုကိုနေရာအနှံ့ပြားရှာဖွေတွေ့ရှိခဲ့ကြောင်း TTC ကပြောပါတယ်ကျောင်းတွေမှာကျောင်းသားတွေနဲ့ပညာရေးဝန်ထမ်းတွေကိုတတိယောက်စစ်ဆေးဖို့ကျွန်တော်တို့ကြံပြုထားပါလေ။ကူးစက်မှုတွေရှိရင်အိမ်မှာပဲနေစေပြီးတရားခွဲထားဖို့လုံလောက်ပါလေ။ထိန်းချုပ်ရခက်ခဲတဲ့အခြေအနေမဟုတ်လို့အကြောင်းပိတ်ဖို့မလိုအပ်ဘူးလို့ဆိုပါလေ။ရသတပတ်တွင်စာသင်ခန်းတစ်ခန်းထဲမှာကိုဗစ်ဖြစ်ပွားသူ2ဦးအဲ့ဒီထက်ပိုတဲ့အရေးအတွက်တွင်တော့ ဆရာဆရာမတွေအနေနဲ့ကျန်းမာရေးဌာနချက်ချင်းကြောင်းကြားသင့်တယ်လို့ပြောပါတယ်။ဆိုပါအကြံပြုလမ်းညွှန်ချက်တွေကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပေမဲ့ကျောင်းများပြကတော့တတိမမောပဲအွန်လိုင်းမှာသင်ကြားရေးကိုရှီတိုအတွက်ရွေးချယ်ခဲ့ပါတယ်။ခုလိုမျိုးရသည်မှာကိုဆက်တဲ့အရေးအတွက်တိုးလာပွဲ ရှိနေပြီးပုံမှန်အားဖြင့်ယာစီတုတ်ကွေးနဲ့ဆင်နေပါတယ်။လူပဲမဲ့ကလေးသင်ငယ်တွေဟာကိုဗစ်ကိုဆက်နိုင်ခြင်းမြန်မာတဲ့အုပ်စုဖြစ်သတ်မှတ်ထားပါတယ်။နောက်ထပ်သည်မဟုတ်ပြောချင်ပါတယ်။ ီလိုမတ်စ်ရဲ့တက်စလာလျှက်စစ်ကားစီဟာ full self driving mode နဲ့မောင်းနေရင်ပက်လက်လန်သွားတယ်လို့သိရပါတယ်။အသစ်ဆက်ဆက်2025မော်ဒယ်တက်စလာမော်ဒယ်3ကားပြန်နောက်ဆုံးမော် full self driving FSD version ပါ version 13.2.8ဆိုတဲ့အသိဉာဏ်လွန်ထမြက်လာတဲ့ဆိုတဲ့ဤပညာ hardware force ဆိုတာနဲ့အပြည့်စုံတဆင်ပြီးမောင်းနေတဲ့ကားစီဟာလမ်းမပေါ်ကနေရုတ်တရက်ချုံးဖို့ပြီး တိတ်မှုတ်သွားတယ်လို့ဆိုပါတယ်အဲ့ဒီကာပိုင်ရှင်ကတော့အဲ့ဒီဘာမားပြည်နယ်ကဝေါ်လီဆိုတဲ့ပုံကိုဖြစ်ပြီးအဲ့ဒီပိုင်ရှင်ကတော့နည်းနည်းထန်ရသွားပြီးမဲ့အတန်တရာကလွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအဖြစ်ဟာမယုံနိုင်စရာကောင်းကြောင်းပိုင်ရှင်ဖြစ်သူက Reddit ဆိုတဲ့လူမှုကွန်ရက်ပေါ်မှာ share လိုက်တဲ့အခါမှာတော့တော်တော်လေးကိုအံ့အားသင့်သွားကြတယ်လို့ဆိုပါတယ် share သူများပြားလည်းရှိပါတယ် Tesla company ဘက်ကတော့ရှင်မောင်းတွေမှာပဲပြေဝတောင်းဝင်ရှိတယ်လို့ဆိုပါတယ် ဒီဖြစ်စဉ်ကြောင့် FSD စနစ်ပေါ်ပြည်သူတွေရဲ့ယုံကြည်မှုကလည်းမေးခွန်းထုတ်ပွဲရှိနေပြီလို့ကျွမ်းကျင်သူတွေကပြောပါလိမ့်။ဒါအပြင်ကောင်းမှုတဲ့ကိစ္စဟာကိုယ်တိုင်မောင်းတယ်ဆိုတဲ့နေပညာမြင့်ကောင်းတွေရဲ့ပေးကမှုနဲ့ပတ်သက်ပြီးစိတ်ပူပန်ရတဲ့အခြေအနေရှိနေတယ်လို့ဆိုပါလိမ့်။နောက်ဆုံးတော့ Tesla ရဲ့နောက်ဆုံးဘက်ကားရဲ့ဖြစ်စဉ်တဲ့အတွက်ကြောင့် Elon Musk ရဲ့ Tesla Share တွေတော့ကျဆင်းကုန်တယ်လို့သိရပါလိမ့်